ILO ရဲ့ဆုံးဖြတ်ချက်နဲ့တိုက်တွန်းချက်တွေကိုအဖွဲ့ဝင်နိုင်ငံတွေနဲ့စစ်ကောင်စီတို့လိုက်နာမှုရှိမရှိစောင့်ကြည့်ဖော်ထုတ်သွားမယ်လို့ NUG အလုပ်သမားဝန်ကြီးဌာနဒုဝန်ကြီးကပြောဆိုလိုက်ပါတယ်။သုတချမ်းသာသတင်းပေးပို့ထားတာပါရှင်။ ဂျော်လာ9ရက်နေ့တရားတဆတ်သုံးနေမြောက်ညီလာခံမှာပြည်ပဆိုင်ရာအလို့သမားရေးအဖွဲ့ ILO ကသူတို့ရဲ့အပြင်းထန်ဆုံးပုံမှန်ဖြစ်တဲ့ Article 33နဲ့စစ်ကောင်စီကိုရေးယူဖို့ဆုံးဖြတ်ချက်ချခဲ့တာပါမြန်မာနိုင်ငံအလို့သမားတပ်ပေါင်းစု MLA နဲ့အမျိုးသားညီညွတ်ရေးအစိုးရ NUG တို့က ILO ကနေဒီဆုံးဖြတ်ချက်ထွက်လာဖို့အစဉ်အဆက်ကြိုးစားဆောင်ရွက်ခဲ့ရတာဖြစ်ပါတယ်စစ်ကောင်စီကိုဖက်ဖက်ကနေပိတ်ဆို့အေးအေးယူနိုင်မှုကြိုးစားနေရမှာအခုဆုံးဖြတ်ချက်ဟာစစ်ကောင်စီပေါ်ထိရောက်တဲ့ထုံးနှံမှုတစ်ခုဖြစ်လာပါတယ် တိုက်တွန်းချက်တွေကိုမလိုက်နိုင်လို့အရေးယူတဲ့စုံတဲ့ချက်ချမှတ်တာပေါ့နော်။တောင်ပြင်းနေတုန်းကလည်းဒီမှာဒီနဲ့စီးပွားရေးဆက်ဆံမှုတွေပြင်နေတုန်းတော့ဖို့ဆိုတဲ့စုံတဲ့ချက်ပေါ့နော်။အတိတ်ကတည်းကရင်းပြအရေးယူခံရမှုတွေဒီမှာဒီရနေပြီးတော့ရင်းနှီးမြှုပ်နှံမှုတွေပြန်လည်ထွက်ပေါ်သွားတာမျိုးတွေပဲ။ဒီမှာဒီမှာထပ်ပြီးတော့လာရောရင်းနှီးမြှုပ်နှံမှုမလွတ်တာမျိုးတွေကြုံခဲ့ရတာလည်းရှိပါတယ်။ဒီလိုစုံတဲ့ချက်ချမှတ်ခံရလို့ရှိရင်ဒီလိုမျိုးတွေကြုံမှတ်တာပါ။ ဒီဆုံးဖြတ်ချက်ကိုအဖွဲ့ဝင်နိုင်ငံတွေကလိုက်နာမှုရှိမရှိစကားဆအနေနဲ့ဒီဆုံးဖြတ်ချက်မတိုင်ခင်မှာရှေ့ပိုင်းကတိုက်တွန်းချက်တွေရှိတယ်ဒီတိုက်တွန်းချက်တွေကိုဆက်ပြီးတော့လိုက်နာမှုရှိမရှိအဲလိုအဖွဲ့ဝင်နိုင်ငံတွေကလည်းစကားဆကိုဒီဆုံးဖြတ်ချက်အတိုင်းရည်ယူမှုရှိမရှိရည်မယူဘဲနဲ့ပူးပေါင်းဆောင်ရွက်တဲ့ဒီဆုံးဖြတ်ချက်နဲ့ပူးပေါင်းဆောင်ရွက်တဲ့အဖွဲ့အစည်းတွေနိုင်ငံတွေစီးပွားရေးလုပ်ငန်းတွေကိုကျွန်တော်တို့က ဆောင်ကြည့်ပြီးတော့ပို့ထုတ်သွားမှာဖြစ်ပါတယ်ဒီလိုလုံးဝသားလေးစကားဆောက်အရေးယူတဲ့ဟာကအမှန်တကယ်ထိရောက်ပြီးတော့မာလီယာဒီမိုကရေစီလမ်းကြောင်းပေါ်ကိုပြန်ရောက်လာမယ်လို့မြင်ပါတယ် ILO ကစစ်ကောင်စီကိုရေးယူလာတဲ့ပတ်သက်ပြီးညီလာခံမှာရုရှားတရုတ်ဘီလာရုစ်ပိုလန်နဲ့လာအိုတို့ကမထောက်ခံခဲ့ဘူးလို့သိရပါတယ်စစ်ကောင်စီအမြန်ပြုတ်ကျရေးခြေလမ်းမှာအသာစီးရခဲ့ပေမဲ့လက်တလောပြည်တွင်းလုပ်ငန်းတွေမှာအကျတဲဖြစ်နေတဲ့အခြေခံလုပ်သားတွေအတွက်ကတော့စာဝန်ကြီးပို့ပြီးအခက်အခဲတွေ့လာမဲ့အခြေအနေတွေရှိနေပါတယ် ကွန်တက်ရှိတဲ့လုပ်ငန်းရှင်တွေကဒီလိုအရေးကြီးတဲ့အခြေအနေမျိုးတွေမှာသူတို့ထွက်မှာပဲသူတို့ထွက်သွားပြီဆိုရင်နောက်ဆုံးမှာတရုတ်တွေပဲဂျန်ကေးမှာတရုတ်နိုင်ငံသားပိုင်ရှင်တွေပဲဂျန်ကေးမှာဆိုတော့ခေါင်းပုံဖြတ်မှုတွေပုံများလာမယ်အလုပ်သမားတွေအတွက်လည်းပို့ပြီးတော့ခွန်လန်းနေလာမယ်ချစ်ခံအလုပ်သမားတွေပို့ဒီခိုင်မှာဝန်ဆွဲုံတွေပိုက်သွားရင်တော့အလုပ်လိမ့်မဖြစ်လာလေလေသူတို့တက်ပို့ပြီးတော့ဆိုးချိုးဖြစ်လာလေလေပဲစစ်ကောင်စီတွေစစ်အာဏာရှင်တွေကတော့ထိခိုက်တာတော့ထိခိုက်တာဒါပေမဲ့သူပဲနေနာနေနာသူတို့ကတော့ဆန့်ပြစ်သလိုပဲနေနေကြတာပေါ့ဘလောက်ပဲသူတို့ပတ်စုပ်ပတ်စုပ်လုံးဝကိုမှခရုမဆက်ပေးနဲ့သူတို့အာဏာ တင်ပြီးကိစ္စကိုပဲသူတို့လုပ်နေတာ2021ဆေးရနာသိမ်းပြီးနောက်မှာလှလတ်စွာအသင်ပင်ဖွဲ့စည်းခွင့်နဲ့စီယုံငွေဆိုင်ရာပြဋ္ဌာန်းချက်အမှတ်89အတမစီခိုင်မှုဆိုင်ရာပြဋ္ဌာန်းချက်အမှတ်29တို့ကိုမြန်မာနိုင်ငံကချိုးဖောက်နေတဲ့ဆိုတဲ့အချက်တွေကို ILO ကစုံစမ်းတွေ့ရှိခဲ့တာကြောင့် Article 33ရအပြစ်ပေးအရေးယူဖို့ဖြစ်လာတာပါ။ Article 33အရအရေးမှဆိုရင်အရင်ကျင့်သုံးခဲ့တဲ့မူတွေအရ ILO အဖွဲ့ဝင်နိုင်ငံတွေကနေအလုံးစုံပိတ်ဆိုတာစစ်ကောင်စီကိုအစိုးရတည်းအနေနဲ့အတိမတ်မပြုတာမျိုးထပ်ဖြစ်လာဖို့ရှိနေတယ်လို့လေ့လာသူတွေကမှတ်ချက်ပေးပါတယ်။ဆွစ်ဇာလန်နိုင်ငံဂျနီဗာမြို့မှာခြေစိုက်တဲ့ ILO မှာအဖွဲ့ဝင်နိုင်ငံ185နိုင်ငံအထိရှိပြီးစစ်ကောင်စီဟာအဲ့ဒီနိုင်ငံတွေနဲ့စီးပွားရေးနဲ့ဆက်ဆက်လုပ်ငန်းတွေလုပ်ကိုင်ရမှာအခက်အခဲကြုံရတော့မှာဖြစ်ပါတယ်။ကျွန်တော် တူတာချမ်းသာပါ။